္ဂလာပါကလေးတို့ရေဒီချေကတော့သိပ္ပံဒီချေဒီချေချမ်းပါကဲဒီချေတို့အခန်းလေးပြန်ပြီးတော့ဆက်ကြရအောင်အခန်း၈အလင်းနဲ့အတန်မအပိုင်း၈အလင်းသဘာဝများအကြောင်းပဲဖြစ်ပါတယ်အလင်းနဲ့ဟာတစ်ခုနဲ့တစ်ခုမတူညီတဲ့ဂျားကန်နဲ့နှစ်ခုကိုဖြတ်တန်းသွားလို့ရှိရင်ဘလို့မြင်ရမလဲ အဲ့အလင်းဟာအလင်းပင်ရနေအဘက်ဘက်ကိုဖြောင်းတန်းဆောင်သူဟာသွားနိုင်ပါတယ်။အရာဝတ္ထုတစ်ခုရဲ့ပုံရိပ်ဟာကြည်မှန်ပေါ်မှာမြင်ရပါတယ်။အရာဝတ္ထုတစ်ခုပေါ်ကိုအလင်းနဲ့ကြာရောက်လိုက်တဲ့အခါမှာအဲ့ဒီအလင်းတန်းဟာအဲ့ဒီအရာဝတ္ထုကိုထိရိုက်ပြီးပြန်ထွက်လာလို့ရှိရင်အလင်းပြန်ရင်ဖြစ်ပေါ်တယ်။အရာဝတ္ထုပေါ်သို့ကြာရောက်လိုက်တဲ့အလင်းတန်းဟာအလင်းပြန်ပြီးတော့မျက်စိကိုရောက်လာတဲ့အခါမှာထိုအရာဝတ္ထုကိုတစ်ချေတူကမြင်ရခြင်းဖြစ်ပါတယ်။ကြည်မှန်ကဲ့သို့ ပြောင်းလဲတဲ့အရာဝတ္ထုမှလည်းအလင်းပြန်နိုင်ပါတယ်အခန်းရှိအပိုင်းတင်မှာအလင်းရဲ့သဘာဝများအကြောင်းကိုဒီချေတို့တွေလက်တွေ့ပြုလုပ်ကြရအောင်အဲ့တော့အလင်းရဲ့သဘာဝမှာလက်တွေ့ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးရတော့ဒီချေတို့ခဲတံပြီးရင်ဖန်ကွက်ပြီးရင်ရေလိုအပ်ပါတယ် ကဲအဲ့တော့တချေတို့ကခဲတံလေးကိုတချေကြည့်ပေးတာပါခဲတံလေးကိုတချေတို့ဖန်ခွက်ထဲမှာထည့်ခင်ပေါ့နော်တချေတို့ဒီမှာလီထဲမှာပေါ့နော်ဒီထဲမှာခဲတံလေးရဲ့ပုံတံလေးကဘလူးလေးဖြစ်နေလဲဆိုတာကိုတချေသားတို့သမီးတို့ရဲ့မဆုဆောင်လေးထဲမှာတချေကိုမှတ်သားထားပြီနော်ကဲအဲ့တော့တချေကဖန်ခွက်ကလေးတွေကိုခဲတံလေးကိုထည့်မယ်ပြီးတော့ရင်တချေတို့ကရေတဝက်ခန့်ဖန်ခွက်ပေါ့ဖန်ခွက်ထဲကိုထည့်ပါမယ် ကဲတားတို့သမီးတို့တွေ့ရတဲ့အတိုင်းပဲเนาะတွေ့လိုက်ပြီလားကဲအဲ့တော့ဒီချေတို့ကခဲတံလေးရာဒီချေတို့ရေထဲလိုက်တဲ့အခါမှာဘလိုမျိုးလေးဖြစ်သွားလဲအဲ့ဒါလေးကိုလည်းတားတို့သမီးတို့ရဲ့မှတ်စုလေးထဲမှာဒီချေကိုမှတ်ပေးပါအောင်ပြီးရင်ဒီချေနဲ့အတူတူ မေးခွန်းလေးတွေဖြေကြမယ်ကဲတားတို့သမီးတို့မှတ်စုစာအုပ်လေးထဲမှာတွေ့ရှိချက်ကလေးတွေကိုမှတ်ထားပြီးပြီနဲ့တူပါတယ်ကဲဒီချေနဲ့အတူတူမေးခွန်းလေးတွေဖြေကြည့်မယ်เนาะ လေထဲမှာခဲနံလေးကိုတချေလို့ကြီးတဲ့အခါမှာခဲနံလေးရဲ့ပုံသဏ္ဍာန်ဟာဘယ်လိုပုံသဏ္ဍာန်လေးဖြစ်နေလဲဟုတ်ပါတယ်မူလပုံသဏ္ဍာန်လေးပဲရှိပါတယ်ရေထဲမှာခဲနံလေးကိုတချေလို့ထည့်လိုက်တော့ဘယ်လိုပုံသဏ္ဍာန်လေးခဲနံလေးကပြောင်းလဲသွားသလဲအဲခဲနံလေးကတချေလို့မြင်တွေ့ရတဲ့အတိုင်းပဲအနှဲငယ်လေးဘာဖြစ်လဲကြီးတဲ့ရောင်လေးဖြစ်သွားတယ်ဟုတ်ပြီနော်နှစ်ထပ်ပုံသဏ္ဍာန်လေးဖြစ်သွားတယ် ဟုတ်ပြီအဲ့တော့လေထဲမှာတွေ့ရတဲ့ခဲတံနဲ့ရေထဲမှာတွေ့ရတဲ့ခဲတံပုံသဏ္ဍာန်တူပါသလားမတူเนาะဟုတ်ပါတယ်မတူပါဘူးအတိတော့မတူတဲ့ဂျားခံတဲ့တစ်ခုလေရေရေဆိုတဲ့မတူတဲ့ဂျားခံတဲ့နှစ်ခုကိုဖြတ်သွားတဲ့အခါမှာဘလို့ဖြစ်သွားတယ်လို့ထင်ပါသလဲဟုတ်ပါတယ်အလင်းရိုင်းသွားပါတယ်ကဲအဲ့တော့တအားသမီးတို့เนาะမတူတဲ့ဂျားခံတဲ့နှစ်ခုမှာ ထက်သွားလို့ရှိရင်အလင်းဟာရိုင်သွားတယ်ဆိုတာကိုသိသွားလိမ့်မယ်လို့ဒီချက်ထင်ပါတယ်ကွယ်ကဲလုပ်ငန်းနှစ်ကလေးကိုဒီချက်တော့ဆက်ပြီးတော့သွားရအောင် လုပ်ငန်းနှစ်မတူသောဂျားကန်နယ်နှစ်ခု လေမှဖန်တုံးကို ဖြတ်တန်းသွားသောအခါအလင်းတန်းမြည်သို့မြည်ရသည်နီးတဲ့ ဲ့တော့ကဲဒီချေတို့ကြည့်ရအောင်အဲ့တော့ဒီချေတို့ကကြီးလေဆာပွိုင်တာရယ်ဒီချေတို့နော်လေဆာပွိုင်တာတစ်ခုဖန်တုံးတစ်ခုကိုဒီချေတို့ယူထားမယ်ဟုတ်ပြီနော်ဒီချေတို့ယူထားမယ်ပြီးသွားရင်ခါခွေးဖန်တုံးကိုဒီချေတို့လေဆာပွိုင်တာရဲ့အလင်းရောင်ဖြည့်ထိုးပါဆိုတော့ဒီချေကဒီဖန်တုံးလေးကိုလေဆာပွိုင်တာရဲ့အလင်းရောင်နဲ့ထိုးလိုက်မယ်ဟုတ်နော်ဒီချေထိုးထားရယ်နော်မြင်ရယ်နော်သားတို့သမီးတို့ ကဲဒီကြိမ်ပြန်ထုတ်ပြမယ်နော်ဟုတ်ပြီနော်ဒီမှာဒီကြိမ်ဒီကနေထိုးရဲဒီမှာအလင်းရောင်လေးတွေ့လားဟုတ်ပြီနော်ကဲမှတ်ထားပြီနော်ကဲထိုးပါတဲ့ပြီးတော့ရင်ဂါငယ်ဂါငယ်ရကြတော့အလင်းတန်းများမြည်တို့သွားတီကိုတေချာလေးလာပါဆိုတီချေခုနေကတော့တောက်သမီးတို့ပြပေးထားတယ်အလင်းနဲ့ဘလို့သွားလဲတောက်သမီးတို့တေချာကြည့်ထားရယ်နော်ကာကြီးအောက်ပါမိခွန်းတွေကိုဖြည့်ဆို့ပါအဲ့တော့တချို့တွေမိခွန်းလေးတွေကိုဖြည့်ဆို့ကြည့်ရအောင်နံပါတ် အလင်းတန်းသည်ဖန်တုံးတဲသို့ဖြတ်တန်းသွားနိုင်ပါလားအဲ့တော့တစ်ချက်လို့ကြည့်ကြည့်မယ်တစ်ချက်ထပ်ပြပေးမယ်နော်ကဲအလင်းတန်းကဖန်တုံးကို ဖြတ်တန်းသွားနိုင်ပါလားဟုတ်တယ်တွေ့ရရင်နော်အဲ့တော့အလင်းတန်းသည်ဖန်တုံးကိုဖြတ်တန်းသွားပါသည်ကဲနံပါတ်2မိကွန်လေးအလင်းတန်းသည် လေထဲမှဖန်တုံးတဲသို့ဖြတ်တန်းသွားသောအခါမြည်သို့ဖြစ်သွားသည်တဲ့ ကဲအဲ့တော့တချဲတို့ကြည့်လိုက်ပါအလင်းတန်းဟာတချဲတို့ဟာနော်ဒီရိုင်းမှာတချဲဒီရိုင်းထုတ်ပြရမယ်နော်ဒီရိုင်းထုတ်ပြရဒီမှာတချဲတို့ဘာဖြစ်လဲအလင်းတန်းဟာဖြောင်းတန်းဆိုတာသူသွားတယ်တွေ့လားအလင်းတန်းကဲဒီချဲကဒီဖန်တုံးလေးကိုဒီချဲကထိုးလိုက်မယ်ကဲအလင်းတန်းလေးကဘယ်လိုဖြစ်နေလဲနော်ဒီမှာကွေ့ပြီးတော့မှတချဲတို့ယိုင်ပြီးတော့မှပေါ့နော်ယိုင်သွားတာ ကဲဒီမှာကြည့်လိုက်ဒီမှာထိုးလိုက်ပြီဆိုလို့ရှိရင်အလင်းထဲကဒီလိုမျိုးထိုးသလိုမျိုးထက်တယ်မသွားတော့ပဲနဲ့ဖန်တုံးကိုဒီစီလိုဖြတ်သွားတဲ့အခါမှာဟုတ်ပြီနော်လေမဖန်တုံးကိုဖြတ်သွားတဲ့အခါမှာအလင်းထဲလေးကရိုင်ပြီးတော့မှထွက်လာတယ်အဲ့တော့ဒီစီလိုကလေမဖန်တုံးထဲသို့ဖြတ်သွားတဲ့အခါမှာအလင်းထဲဟာရိုင်သွားပါတယ်နံပါတ်3အလင်းဒီဖန်တုံးထဲမှာလေထဲသို့ပြန်ထွက်သွားသောအခါညီသို့ဖြစ်သွားသည်အဲ့တော့အလင်းဟာ တချဲတို့ဘာဖြစ်လဲဖန်တုံးကနေပြီးတော့မှတချဲတို့လေထဲကိုပြန်ထွက်သွားတဲ့အခါဘယ်လိုဖြစ်သွားမလဲတဲ့ခဲအောင်ကြည့်အောင်တချဲတို့အလင်းလေးကဘာဖြစ်လဲဖန်တုံးကနေပြီးတော့အပြင်ကိုထွက်သွားတဲ့အခါမှာဘယ်လိုဖြစ်သွားသလဲခဲကြည့်ကြည့်ပါခဲဟုတ်ပြီနော်ဒီမှာအလင်းနဲ့ရှိကဲအဖြေလေးရတော့တချေတို့ကဖန်တုံးတဲကနေပြီးတော့မှလေထဲကိုပြန်ထွက်သွားတဲ့အခါမှာလေသူကယိုင်ပြီးတော့မှအလင်းထဲကသွားပါတယ်။ကဲနံပါတ် မတူညီသောဂျားခံတဲ့နှစ်ခုကို အလင်းတန်းဖြတ်တန်းသွားသောအခါမြည်သောဖြစ်တည်းနီးအဲ့တော့မတူညီတဲ့ဂျားခံတဲ့နှစ်ခုကိုအလင်းတန်းဖြတ်တန်းသွားတဲ့အခါမှာဖြောင့်တန်းမနေဘဲနဲ့ရိုင်းသွားပါတယ်ရိုင်းသွားတာကိုတောက်သမီးတို့တွေ့ရပါလိမ့်မယ်ဟုတ်ပြီနံပါတ်5မိကွန်းလေးကဲအဲ့တော့နံပါတ်5မိကွန်းလေးကိုလေ့ချလို့ရေးသွားရအောင်နံပါတ်5အလင်းတန်းဖြောင့်တန်းစွာမသွားဘဲ ရိုင်ချင်းသည်မြည်သည့်အခါတွင်ဖြစ်ပေါ်သည်။ကဲဟုတ်ပြီအဖြေလေးကတော့အလင်းတန်းသည်မတူညီသောဂျားကန်တဲ့နှခုကိုဖြတ်တန်းသွားပါကဖြောင်းတန်းစွာမသွားပဲရိုင်သွားပါတယ်။ကဲတာတို့သမီးတို့ဒီချက်ခုလုပ်ပြလိုက်တဲ့လက်တွေလေးတွေကိုတာတို့သမီးတို့နားလည်မယ်လို့ထင်တယ်။အော်တာတို့သမီးတွေမဆောက်လေးတွေမှာဒီချက်ပြောလိုက်တဲ့အဖြေလေးတွေကိုရေးထားပြီးနော်။ ကဲဒီကျေတော့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လက်တွေ့ပြုလုပ်ကြရအောင်။ညီသည့်အရာဝတ္ထုများတွင်အလင်းဖြတ်တန်းနိုင်သနည်းကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကျေတို့ကာကြီး ပေးထားတဲ့ပုံမှာပြထားသည့်ပစ္စည်း၃မျိုးနဲ့လက်နက်ဓာတ်မျိုးကိုယူပါဆိုတော့တချေတို့ကပေးထားတဲ့ပစ္စည်း၃မျိုးလေးကိုတချေယူထားတယ်ဒါကတော့တချေတို့စက်ကူအမဲဟုတ်နော်စက်ကူအမဲပြီးရင်တချေတို့ကပလတ်စတစ်အကြီးပြီးသွားရင်တချေကဗာလဲတ िश ူးနော်တ िश ူးစက်ကူလေးတချေယူထားတယ်ကဲပြီးသွားရင်တချေကလက်နက်ဓာတ်မျိုးလေးကိုတချေယူထားတယ်ကဲအဲ့တော့ကာကြီးပေးထားတဲ့ ပုံမှာပြထားတဲ့ပစ္စည်းသုံးမျိုးနဲ့လိုက်နာမည်ကိုဒီကျေလို့ယူမယ်။ပြီးရင်ခါခွေပစ္စည်းတစ်ခုစီကိုလက်နှိပ်ဓမီဖြစ်ထိုးကြည့်ပြီးတော့လေ့လာပါတဲ့။အဲ့တော့ဒီကျေကပစ္စည်းတစ်မျိုးစီကိုလက်နှိပ်ဓမီနဲ့ထိုးပြီးတော့လေ့လာမယ်။အဲ့တော့တောင်းသမီးကိုလည်းတခြားလေးလိုက်ကြည့်ပြီးနော်။ကဲဒီကျေဆက်ကူအမေလေးကိုဒီကျေကနော်ဆက်ကူအမေပေါ့နော်ဆက်ကူအနက်ရောင်ဆက်ကူအဲ့ဒါလေးကိုဒီကျေလက်နှိပ်ဓမီထိုးမယ်။ကဲကြည့်နော်။ကဲဒီကျေထိုးထားလိုက်ပြီ။ ကဲเนาะဒီမှာတစ်ချက်ထိုးပေးမယ်ဟုတ်ပြီเนาะဒီမှာ29เนาะမတစ်ချက်လည်းမင်းနဲ့ထိုးတယ်အလင်းအောင်ထွက်မထွက်ကြည့်တာเนาะကဲဟုတ်ပြီဒါတခုကဲဟုတ်ပြီနောက်ထပ်ပစ္စည်းတစ်ခုอ่ะကျွန်တော်တစ်ချက်တော့ပလတ်စတစ်အကြီးကဲပလတ်စတစ်ကြီးကိုလည်းနေထားမင်းနဲ့ထိုးမယ်ဟုတ်ပြီเนาะဒီမှာကြည့်လိုက်29လေးကိုကြည့်လိုက်เนาะဟမ်တ िश्यू 29လေးတစ်ချက်ကြည့်လိုက်เนาะပလတ်စတစ်အကြီးလေးတစ်ချက်ထိုးထားလိုက်တာကဲဒီမှာတစ်ချက်ထိုးကြည့်ပေးမယ်เนาะဒီမှာဟုတ်ပြီเนาะကဲ ဒါလေးရက်တစ်ခုမှတ်ထားပြီနော်ကဲဒီရှင်ကကိုနေကပလတ်စတစ်ကြီးလေးကိုထိုးပြီးသွားပြီကဲအခုဒီရှင်ကတ िश ူးဆက်ကူလေးကိုဒီရှင်ထိုးပြပေးမယ်နော်ဒါနဲ့တမီးမယ်ကဲတ िश ူးဆက်ကူလေးကိုကဲအဲ့တော့ကြည့်ပေးပါကဲဟုတ်ပြီနော်မြင်နေနော်ကဲဒီမှာဒီရှင်အနီးကပ်လေးလည်းထိုးပြပေးမယ်ဟုတ်ပြီနော်ဒီရှင်အနီးကပ်လေးလည်းထိုးပြပေးမယ်ဟုတ်ပြီနော်ဒီမှာတာသမီးတို့မြင်မယ်ထင်တယ် ကဲဟုတ်ပြီဒီခြေကပစ္စည်းသုံးမျိုးကိုလည်းနေတိုင်းမင်းနဲ့ဒီခြေထိုးပြီးသွားပြီဆိုတော့ဒီခြေနဲ့တူတူမေကုံးလေးတွေဖြည့်ကြည့်ရအောင်ကဲခါငယ်တွေ့ရှိချက်များမှအောက်ပါမေကွန်းများကို ဖြစ်ဆိုပါတဲ့ကဲအဲ့တော့နံပါတ်1မြည်သည့်ပစ္စည်းကို အလင်းဖြတ်သန်းနိုင်သည်နီမြည်တို့ခေါ်သည်နီကဲအဲ့တော့ဒီချက်ကုန်းက စမ်းပြပေးလိုက်တဲ့ပစ္စည်းသုံးမျိုးမှာဘယ်ပစ္စည်းလေးရတော့အလင်းဖြတ်တန်းနိုင်မယ်ထင်လဲဟုတ်တယ်ပလတ်စတစ်အကြည်လေးရကဲ तू ကောသူ့ကိုဘယ်လိုခေါ်မယ်ထင်လဲ तू ကပလတ်စတစ်ကြည်လေးရအလင်းလေးရဘာဖြစ်လဲဖောက်ပြီးတော့သွားတယ်ဆိုတော့เนาะတကယ်လို့ဖောက်ပြီးသွားတယ်ဆိုတော့သူ့ကိုအလင်းပေါက်လို့ခေါ်မယ်เนาะအလင်းပေါက်ဝတ္ထုပေါ့အရာဝတ္ထုပေါ့ကဲနောက်တစ်ခုနံပါတ်2ညီသည့်ပစ္စည်းကိုအလင်း မဖြတ်တန်းနိုင်တဲ့နီတို့ခေါ်တဲ့နီကဲအဲ့တော့ဒီချေတော့ခုနကတော့ထိုးပြလိုက်တဲ့ပစ္စည်းသုံးမျိုးမှာဘယ်ပစ္စည်းလေးကတော့ဗာပြလဲအလင်းမဖြတ်တန်းနိုင်ဘူးလေကဲဟုတ်ပြီအဲ့တော့ဒီချေတို့ခုနကဒီချေပြလိုက်တဲ့ပစ္စည်းသုံးမျိုးမှာအနက်ရောင်စကူလေးကတော့ဒီချေတို့အလင်းမဖြတ်တန်းနိုင်ဘူးဒီချေဆက်ပြပေးမယ်နော်ကဲကြည့်ပါဟုတ်ပြီနော်ဒီမှာကြည်လိုက်အလင်းလုံးဝမပေါက်ဘူးနော်ကဲအဲ့တော့သူဟာတော့အနက်ရောင်စကူလေးကတော့အလင်းမဖြတ်တန်းနိုင်ဘူးအဲ့ဒါကြောင့်မို့သူ့ကိုအလင်းပိတ်လို့ခေါ်တယ် နော်အလင်းပိတ်ဝတ်ထုလို့ခေါ်တယ်အရာဝတ်ထုလို့ခေါ်တယ်နော်ကဲဒီရှယ်ကနောက်တစ်ခုမိကုန်းလေးနံပါတ်3မိကုန်းနံပါတ်3ကမြည်သည့်ပစ္စည်းသည်အလင်းကိုတကယ်လို့ဘာဖြစ်လဲကြည်လင်စွာမမြင်ရတနည်းတဲ့ဘလို့ခေါ်ပါသလဲကဲဟုတ်ပြီအဲ့တော့ဒီကျေတို့ကကြည့်လိုက်ပါဘယ်ပစ္စည်းလေးလဲ၃မျိုးနေမှာဟုတ်တယ်ဒီကျေတို့တ िश ူးဆက်ကူလေးအဲ့တော့တ िश ူးဆက်ကူလေးကတော့ဒီကျေတို့ကအလင်းကိုဘာဖြစ်လဲကြည်လင်စွာမမြင်ရအောင်ဒီချက်ပြန်ပြပေးမယ်ကဲကြည့်ကြည့်နော် သူကတော့အလင်းကိုကြီးလင်းစွာမမြင်ရပါဘူး။ကဲဟုတ်ပြီ။အဲ့တော့သူ့ကိုဘယ်လိုခေါ်မလဲ။အလင်းမုံလို့ခေါ်တယ်။ဟုတ်ပါတော့အလင်းမုံဝတ္ထုအလင်းမုံရာဝတ္ထုလေးလို့ခေါ်ပါတယ်။ကဲမိကုနံပါတ်၄အခြားအလင်းပေါက်အလင်းပိတ်အလင်းမုံဝတ္ထုရဲ့တစ်ခုစီကိုတစ်ချေတို့ကိုဖော်ပြပေးပါ။ ဟုတ်ပြီအဖြေလေးရတော့တချဲတို့ကဥပမာအနေနဲ့တချဲတစ်ခုဖြေပေးမယ်ဟုတ်ပြီနော်တခြားသားတို့သမီးတို့လက်တွေပြူလိုက်လိုက်လို့မှန်တဲ့ပစ္စည်းလေးတွေမဆိုးသားတို့သမီးတို့ပြုလုပ်လို့ရတယ်ဟုတ်ပြီနော် ခေါ်လို့ရတယ်ဟုတ်ပြီနော်ဒီချဲဆိုလို့ရှိရင်နောက်ထပ်တစ်ခုဘာလေးရှိမလဲဆိုဥပမာနဲ့ဒီချဲတစ်ခုပြောမယ်ဆိုလို့ရှိရင်နော်ဒီချဲတို့ brand ပေါက်မှန်မှန်အကြည့်လေးဟမ်သူဆိုရင်ဘာဖြစ်လဲအလင်းပေါက်တာပေါ့ဟုတ်ပြီနော်ဒါတို့သမီးတို့လည်းတခြားမှန်ကန်တဲ့ဘဲအဖြစ်မဆိုဒါတို့သမီးတို့ရပါတယ် ကဲတခင်အခုသားတို့သမီးတို့ကိုလက်တွေ့ပြုလုပ်လိုက်သလိုသားတို့သမီးတို့လည်းအိမ်မှာနော်လက်တွေ့ပြုလုပ်ပြီးတော့လေ့လာလို့ရတယ်နော်ကဲဒီကျေတော့လုပ်ငန်းလေးလေးကိုဆက်ပြီးတော့လေ့လာရအောင်လုပ်ငန်းလေးအလင်းပြန်ခြင်း အလင်းရိုင်ခြင်းနှင့်အလင်းဆုပ်ယူခြင်းတို့ကိုမြည်တို့ခွဲခြားမည်နည်းတဲ့ ဟုတ်ပြီအဲ့ဆိုရင်ဒီကျေတို့ကာကြီးလေးစားပွိုင်းတာအနက်ရောင်19ဟုတ်ပြီနော်အနက်ရောင်19ပြီးသွားလို့ရှင်အနက်ရောင်19ကပြပါတော့ပြီးသွားရင်ဒီကျေတို့ကကြည်မှန်ပြီးသွားရင်ဖန်တော့တို့ဒီကျေတို့ကယူမယ်ကဲယူပြီးသွားပြီဆိုရင်တော့ဒီကျေတို့လေးစားပွိုင်းတာနဲ့ကြည်မှန်ကိုထိုးမယ်ပြီးသွားလို့ရှိရင်ဖန်နှုံးကိုထိုးမယ်ပြီးသွားရင်အနက်ရောင်ဆက်ကိုဒီချေတို့ကပြားလေးကိုထိုးမယ် ဲအဲ့တော့တရေကတခုချင်းစီထုတ်ပြပေးမယ်ပြီးသွားရင်တော့တရေတို့လက်တွေ့လုပ်ငန်းလေးတွေနဲ့မေးခွန်းလေးတွေဖြေမယ်နော်ကဲအဲ့တော့တရေကအရင်ဆုံးကြည်မှန်အောင်တရေလေဇာပွိုင်းတာလေးနဲ့ထုတ်ပြပေးမယ်နော်ကဲကြည့်ပေးပါအဲ့တော့ဒီချေတို့ဒီမှာကြည့်လိုက်နော်အဲ့တော့ကြည်မှန်ကနေပြီးတော့မှဒီချေတို့လေးဇာပွိုင်းတန်းကနေကြည်မှန်ကိုရောက်တယ်ပြီးတော့မှကြည်မှန်ကနေပြီးတော့မှဘာဖြစ်လဲဒီချေတို့ เนาะအပြင်ကိုအလင်းပြန်ပြီးတော့ထွက်သွားတယ်။ဒါသူတို့မြင်ရမှာထင်တယ်။ Okay ဟုတ်ပြီเนาะမှတ်ထားပြီเนาะ။ Okay နောက်တစ်ခုကဒီခြေတို့ဘာကိုထိုးမလဲဆိုတော့ဖန်နှုံးကိုထိုးမယ်။ Okay အဲ့တော့ဒီခြေကဖန်နှုံးလေးကိုထိုးပြပေးမယ်။ Okay ဟုတ်ပြီအဲ့တော့ကြည့်ပေးပါ။ Okay ဟုတ်ပြီเนาะမဖန်နှုံးလေးဒီခြေထိုးပြပေးထားတာ။ Okay ဟုတ်ပြီเนาะတောက်ပြီးကြည့်ထားပြီเนาะ။ ဲဒါတရှိဖန်လုံးကိုဖော်ပြပေးထားတဲ့အရာပါကဲဟုတ်ပြီကဲနောက်တစ်ခုကတော့ဒီချေကဘာလို့လဲဆိုရင်အနက်ရောင်19ကပြားလေးကိုဒီချေထိုးပြပေးမယ်ကဲကြည့်နော်ဒီကနော်လင်းလက်မပြန်ဘူးအလင်းလက်မပေါက်ဘူးဟုတ်ပြီနော်အနက်ရောင်လေးကအနည်းကိုပါလောက်ထားလဲကြည့်ထားပြီးမှတ်ထားပြီးနော်ကဲဒီချေတို့မေခွန်းလေးတွေကိုဖြည့်ကြည့်အောင်ကငယ် လက်တွေ့စမ်းသပ်ကြည့်နေစဉ်အောက်ပါမိကွန်းများအတွက်အဖြေများကို ရှာပါ။ကဲနံပါတ်1လေးစားပွိုင်တာဖြင့်ကြည်မှန်ကိုထိုးသောအခါအလင်းတန်းမြည်သို့သွားသည်ကိုမြင်ရသည်နည်းကဲဟုတ်ပြီ။အဖြေလေးကတော့အလင်းတန်းသည်ကြည်မှန်မှပြန်ထွက်လာပါသည်။ဟုတ်ပြီနော်။ကဲနောက်ထပ်တစ်ခုအဲ့ဒါတကူကကြတော့နံပါတ်2လေးစားပွိုင်တာဖြင့် ဖန်တွုံးကိုထိုးသောအခါအလင်းတန်းညီတို့သွားသည်ကိုမြင်ရသည်နည်းတဲ့။ကဲအဖြေလေးကတော့အလင်းတန်းသည်ဖန်တွုံးတဲတွင်ဖြောင်တန်းစွာမသွားဘဲရိုင်သွားသည်ကိုတွေ့ရပါတယ်။ဟုတ်ပြီမိခွန်းနံပါတ်3လေးစားပွိုင်တာဖြင့်အနက်ရောင်စက်ကူကပြားကိုထိုးသောအခါအလင်းတန်းညီတို့သွားသည်ကိုမြင်ရသည်နည်းတဲ့။ ကဲအဖြေလေးရတော့တချေတို့ဘလို့သွားမလဲဟုတ်ပြီအလင်းတန်းသည် အနက်ရောင်ဆက်ကူကပြားမှာပြန်လေထွက်လာခြင်းတချေတို့မတွေ့ရပါဘူးဂါကြီးပေးထားသောပုံများတွင် အလင်းတန်းသွားသည့်လမ်းကြောင်းများကို ရေးဆွဲပါ အလင်းရောင်ခြင်းအလင်းဆုပ်ယူခြင်းနှင့်အလင်းပြန်ခြင်းတို့ကိုပုံအောက်တွင် ရေးသားဖော်ပြပါကဲအဲ့တော့တောက်သမီးတို့တချေကတောက်သမီးရဲ့စာအုပ်ထဲမှာရှိတယ်ပုံလေးတွေပေးထားတယ် ဟုတ်ပြီနော်အဲ့တော့အလင်းလမ်းကြောင်းအလင်းသွားတဲ့လမ်းကြောင်းပုံလေးကိုတောက်သမီးဆွဲရမယ်ကဲအဲ့တော့ဒီချေကတောက်သမီးတို့ကိုနမူနာပုံလေးတွေဆွဲပြပေးထားတယ်အဲ့ဒီပုံလေးတွေကိုတစ်ချက်ကြည့်ပေးပါကြည့်ပြီးတော့တောက်သမီးတို့ရဲ့စာအုပ်ကလေးထဲမှာတောက်သမီးတို့ကိုကုဆွဲပေးပါဒီနော်ဒီပထမဆုံးပုံလေးကတော့ဒီချေတို့ကြိမှန်ကနေပြီးတော့လေဆာပွိုင်းတာကနေကြိမှန်ကိုထိုးတဲ့ပုံလေးဖြစ်တယ်အဲ့ဒီပုံလေးကိုဒီချေကဆွဲပြပေးထားတာသူကတော့အလင်းပြောင်းခြင်းဖြစ်တယ် ဟုတ်ပြီနော်နောက်တပုံကကြတော့တီချေတို့တွေကဖန်တုံးမှာတီချေတို့လေးစားပွိုင်းတာလေးထိုးပြပေးရတဲ့ပုံဖြစ်တယ်သူ့ရဲ့ပုံလေးကတော့အလင်းရိုင်ခြင်းပုံဖြစ်တယ် ဟုတ်ပြီနောက်ဆုံးပုံလေးကတော့ဒီကျေတို့အနက်ရောင်စပူကပြားမှာဒီကျေထိုးပြပေးထားတဲ့ပုံလေးဖြစ်တယ်ဟုတ်နော်လေဇာပေါ်နဲ့ထိုးပြပေးထားတဲ့ပုံလေးဖြစ်တယ်အဲဒီပုံလေးကတော့အလင်းစုပ်ယူခြင်းပုံလေးပဲဖြစ်ပါတယ်အခုဒီကျေပြပေးထားတဲ့ပုံလေးကိုသားတို့သမီးတို့တွေကဟုတ်ပြီနော်စောင်းလေးထဲမှာကိုဆွဲပြီးတော့လေ့လာလို့ရတယ်ပြန်ကိုဆွဲပြီးနော် လင်းတန်းဟာတဲ့လေထဲမှာရေသို့ဖြတ်တန်းသွားလာနိုင်ပါတယ်။အလင်းတန်းဟာမတူညီတဲ့ဂျားကန်တဲ့နှခုကိုဖြတ်သွားတဲ့အခါမှာယိုင်ပြီးတော့ဖြတ်တန်းသွားတယ်။အဲဒါကြောင့်ပုံမှန်မြင်ရတဲ့ငားဖက်တဲ့သူဟာအလင်းတန်းတက်တဲ့သွားရမှာငားရှိမယ်လို့သူကထင်ပေမဲ့အဲ့ဒီနေရာမှာငားအမှန်တကယ်ရှိတဲ့နေရာမဟုတ်ပါဘူး။ကဲနောက်ပုံလေးတစ်ပုံကြည့်ကြည့်ပါအဖြူရောင်အလင်းတန်းတစ်ခုဟာဆိုလို့ရှိရင်တော့လေထဲကသုံးမြောက်ဖန်နှုန်းကိုဖြတ်တန်းသွားတဲ့အခါမှာ ကြားခံတဲ့မတူညီတဲ့အတွက်ကြောင့်အလင်းယိုင်ပြီးဖန်တုံးအတွင်းသို့ဝင်ရောက်သွားပါတယ်။သုံးမြောက်ဖန်တုံးအတွင်းမှာယိုင်ပြီးတော့ဝင်ရောက်သွားတဲ့အလင်းနဲ့ဟာသုံးမြောက်ဖန်တုံးရဲ့တစ်ဖက်သို့ပြန်လဲထွင်းဖောက်နိုင်ပါတယ်။ထို့သို့ပြန်လဲထွင်းဖောက်ပြီးတော့လေထဲကိုပြန်ရောက်သွားတဲ့အခါမှာလည်းထပ်မံအလင်းဟာယိုင်သွားပါတယ်။ပြန်ထွက်လာတဲ့အခါမှာမူလအဖြူရောင်အလင်းတဲ့ဟာအရောင်ကွဲထွက်ပြီးတော့ရောင်စင်ခုနှစ်သွဲ၊ဘာရောင်လေးလည်းဆိုရင်ခရမ်းရောင်၊မဲနေရောင် ်အပြာရောက်အစိမ်းရောက်အဝါရောက်လိမ္မော်ရောက်အနီရောင်အဖြစ်နဲ့မြင်ရပါတယ်။ကဲဒီလိုအနည်းချုပ်ကြည့်ရအောင်။အလင်းတဲ့ဟာဆိုလို့ရှိရင်တော့အရာဝတ္ထုတစ်ခုနဲ့ထိရိုက်ပြီးတော့အလင်းလာရာဂျားကန်တဲ့ဘက်သို့ပြန်ထွက်လာခြင်းကိုဒီချေတော့အလင်းပြန်ခြင်းလို့ခေါ်ပါတယ်။အလင်းတဲ့ဟာမတူညီတဲ့ဂျားကန်နဲ့နှစ်ခုကိုဖြတ်တန်းသွားတဲ့အခါမှာဖြောင့်တန်းစွာမသွားတော့ဘဲနဲ့ရိုင်းသွားခြင်းဟာအလင်းရိုင်ခြင်းဖြစ်ပါတယ်။အလင်းတဲ့ဒီအရာဝတ္ထုတစ်ခုကိုထိရိုက်ပြီး ပြန်လည်ထွက်လာခြင်းမရှိလို့ရှိရင်အလင်းဆုပ်ယူခြင်းဖြစ်ပါတယ်။အလင်းပြန်ခြင်းအလင်းရိုင်ခြင်းနဲ့အလင်းဆုပ်ယူခြင်းတို့ဟာအလင်းရဲ့သဘာဝများပဲဖြစ်ပါတယ်။ဒီကျေရှင်းပြလိုက်တဲ့အလင်းခန်းလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာရက်ပြီးနောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။